မွားချီလို့ခေါ်တဲ့မုတ်ခွဲသိပ်စားဘူးကြလားရှင်သူ့ကိုတော့ဘိတ်ပတ်မှာရောင်းတာပေါ့နော်ဘိတ်ဒေတာစာဒီဟာကဂရိစ်ရန်ကုန်မှာတွေ့လို့ရန်ကုန်တရုတ်တန်းမဟာဗန္ဓုလလမပေါ်16လမ်းနဲ့17လမ်းကြားမှာတွေ့လို့ရိုက်ထားတာပါဒီမုတ်ကိုတော့တရုတ်လိုကမွားချီလို့ခေါ်တယ်မြန်မာလိုကြတော့မုတ်ခွဲသိပ်လဲခေါ်တယ်မုတ်ဖြဲသိပ်လဲခေါ်တယ်ဖြဲသိပ်မုတ်လို့လဲခေါ်တယ်သူ့ကိုကကောက်ညင်းမုတ်ရယ်ဆန်မုတ်ရယ်နဲ့လှုပ်ထားတာပေါ့နော်ကောက်ညင်းမုတ်သုံးချိုးဆန်တစ်ချိုးပေါ့ပြောမစို့မုတ်လုံးကြီးပေါ့လှုပ်တလို့မျိုးပဲမုတ်လုံးကြီးပေါ့ကတော့အလုံးပေါ့သူကတော့အပြားပေါ့ပြ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 လေးလှု ုပ်ပြီးတော့ရွနွေးပပတ်စုတွေကိုထည့်လိုက်တယ်ဘလော့ပေါ်လာလို့ရှိရင်ဆယ်လိုက်ပြီးတော့ရီအေးတဲ့ပြန်ထည့်ထားတဲ့မုံမျိုးပေါ့နော်ပြောရမယ်ဆိုရင်တော့မုံလုံးကြီးပေါ်အတိုင်းမှာပဲပြီးွားတော့သူကတော့ plain ပေါ့နော်ဆယ်လိုက်ပြီးတော့မှအေးခံပြီးသွားလို့ရှိရင်ဒီမြေပဲရဲ့နှမ်းရဲ့ထောင်းထားတဲ့ထဲကိုဖြဲ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 ပြီးတိတ်တာပေါ့နော်တချို့ကလည်းခွဲပြီးတော့ဒါလေးနဲ့ခွဲပြီးတိတ်တာလည်းရှိရဲအဲတချို့ကတကြားထည့်တယ်တချို့ကတကြားမထည့်ဘူးဒီဆိုင်လေးကတော့တကြားထည့်ထားတယ်ပေါ့နော်အရသာတော့ချိုချိုဆိုင်ဆိုင်လေးပါရှင်ဆယ်ခုကို1900ပေးရပါတယ်ရှင် အစ်ချီအစ်ချီနဲ့ချိုချိုဆန့်ဆန့်လေးနဲ့စားလို့ကောင်းပါရဲ့ရှင်